အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကိုရီးယားရန်မောင်းလိုင်စင်အသစ်လျှောက်ထားခြင်းမြန်မာလိုင်စင်ကနေကိုရီးယားလိုင်စင်တို့ပြောင်းလျှောက်ခြင်းတွေနဲ့ပတ်သက်ပြီးတော့အချင်းချုပ်ပြောပြပါဖြစ်ပါတယ်အသေးစိတ်ကတော့ကျွန်တော်အရင်ကတင်ထားခဲ့ပေးဘူးတဲ့ဗီဒီယိုကိုပြန်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ကိုရီးယားမှာရန်မောင်းလိုင်စင်အသစ်လျှောက်ဖို့ဆိုလို့ရှိရင် passport စာအုပ် ID ကတက်ပုံတင်နန်းကြီးစတာတွေလိုအပ်ပါမယ်တင်နန်းကြီးကတော့မိမိတက်ရောက်မဲ့တင်နန်းပေါ်မူတည်ပြီးတော့16သိန်းမှ9သိန်းကြားရှိနိုင်ပါတယ်လိုင်စင်အသစ်လျှောက်မဲ့သူများကကားမောင်းတက်လို့စာမေးပွဲကြေးပဲတွင်းပြီးတော့ဖြည့်မယ်တင်နန်းမတက်ချင်ဘူးဆိုလည်းရပါတယ်မိမိတို့တက် ရောက်မဲ့တင်နှန်းကိုမေးကြည့်ပါအဲ့လိုမျိုးလုပ်လို့ရမလားပေါ့နော်ရရင်တော့တင်နှန်းမတက်ပဲနဲ့စာမေးပွဲပဲဖြည့်ပြီးတော့ license ရယူပါမရဘူးဆိုလို့ရှိရင်တော့တခြားတင်နှန်းထပ်ပြီးတော့စုံစမ်းရမယ့်သဘောဖြစ်ပါတယ်တင်နှန်းတွေကစီးပွားရေးလုပ်တာကြောင့်တင်နှန်းမတက်ပဲနဲ့စာမေးပွဲချေးသွင်းပြီးတော့ဖြည့်တာမျိုးများသောအားဖြင့်မလုပ်ပေးတတ်ကြပါဘူးတင်နှန်းကတော့မိမိတို့နယ်မြေနဲ့နှီးစက်ရွာကိုပဲရှာပြီးတော့တက်လို့ရပါတယ်တင်နှန်းရှာတာကမိမိတို့နဲ့တည်တဲ့မြန်မာနိုင်ငံသားသို့မဟုတ်ကိုရီးယားနိုင်ငံသားတွေကိုပဲမေးကြည့်ပါမိမိဘာသာမိမိရှာကြည့်ကြတယ်ဆိုလို့ရှိရင်တော့ကိုရီးယားမှာရှာလို့ရတဲ့ app တွေ site တွေမှန်သမျှရှာကြည့်ပါဂျာတုံချမြောင်းသောဟကွန်ဂျာတုံချမြောင်းသောရှီယွန်ချန်တိုရိုကျိုတုံဂုံတန်ဘာညာနဲ့ဂျာတုံချမြောင်းသောဆိုပြီးတော့ပါရင်ရေမောင်းလိုက်စဉ်တင်နန်းဖြစ်တာကြောင့်ဒါတွေအကုန်လုံးကအဲ့လိုရပါတယ်တင်နန်းရွေးပြီးရင်ဖုန်းဆက်တာပဲဖြစ်ဖြစ်တိုက်ရိုက်သွားတာပဲဖြစ်ဖြစ်လုံနိုင်ပါတယ်ကျွန်တော်အသေးသလောက်ကတော့တင်နန်းတွေကဂျာရက်တွေရောစနေတနေ့နေ့ရောဖွင့်ပါတယ်တင်နန်းကြီးတွင်းပြီးတော့တင်နန်းအပ်ပြီးရင်တော့တင်နန်းနဲ့မိမိတို့အဆင်ပြေသလိုမျိုးတင်နန်းရက်တွေကိုစာမေးပွဲရက်တွေကိုညှိယူနိုင်ပါတယ်တင်နန်းကလူများလို့တတ်မှတ်ရက်ပဲရမယ်ဆိုရင်တော့မတတ်နိုင်ဘူးတင်နန်းကတတ်မှတ်ပြီးတဲ့ရက်အတိုင်းပဲတတ်ရမှာဖြစ်ပါ 拜。 တင်နန်းတွေပေါ်မူတည်ပြီးတော့အပြောင်းလဲဖြစ်နိုင်ပေမဲ့ပုံမှန်ကတော့တင်နန်းအပ်ပြီးတက်မှတ်ရက်တွေအနေနဲ့ကရင်းအန်ရဲ့ကင်း၃နာရီတင်နန်းတစ်ရက်ရေးဖြည့်ဖြည့်ဆိုခြင်းတစ်ရက်ကွင်းပတ်တင်နန်းတစ်ရက်ကွင်းပတ်ဖြည့်ဆိုခြင်းတစ်ရက်လမ်းပေါ်မောင်းခြင်းတင်နန်းနှစ်ရက်လမ်းပေါ်မောင်းဖြည့်ဆိုခြင်းတစ်ရက်ဒီ၃မျိုးအောင်ရင်တပတ်ဆောင်ပြီးရင်ကိုရီးယားရင်မောင်းလိုင်စင်ထုတ်ယူလို့ရပါပြီအဲ့တော့ဒီကြားထဲမှာစာမျက်ဝဲကြတိုင်းကြသွားတဲ့စာမျက်ဝဲကြီးတွင်းတွင်းပြီးတော့မှပြန်လဲဖြည့်ဆိုနိုင်ပါတယ်တင်နန်းကတော့မပြီးတော့ပါဘူးတင်နန်းတက်ချင်တယ်ဆိုလို့ရှိရင်တော့တနာရီကိုဘလောက်ဆိုပြီးတော့အပုံငွေထပ်ပြီးတော့ပေးရပါတယ်ဒါတော့ ော့သင်တန်းပေါ်မူတည်တာပေါ့နော်ကိုရီးယားရေမောင်းလိုင်းစင်အစ်စ်လျှောက်ထားတာကတော့ဒီလောက်ပါပဲအသေးစိတ်ကတော့ကျွန်တော်အရင်တင်ပေးခဲ့တဲ့ဗီဒီယိုကိုပြန်လည်ကြည့်ရှုနိုင်ပါတယ်လိုင်းစင်အစ်စ်လျှောက်နီးရေးဖြည့်သင်ကန်းစာများရေးဖြည့်ဖြည့်နီးကွင်းပတ်ဖြည့်နီးလမ်းပေါ်ထွက်ဖြည့်နီးအကုန်ရှိပါတယ်အလဲလောက်တာကတော့နည်းနည်းလေးတော့ဇရားရှုပ်တယ်ပေါ့နော်ဒီမြန်မာရေမောင်းလိုင်းစင်ကနေပြီးတော့ကိုရီးယားရေမောင်းလိုင်းစင်လဲယူနီးပထမအဆုံးမြန်မာရေမောင်းလိုင်းစင်ကိုအင်္ဂလိပ်လို notary ပြန်မှာစီပွားရေးဘဏ်ကွဲ9မှာ notary အတွက်ကျပ်900တွင်းရပါတယ်ငွေသွင်းပြီးစလစ်တစ်ခုရလာပါမယ်အဲ့တော့ဒီ notary ပြန်ထားတဲ့စာရွက်ကငွေသွင်းစ ၁၄ရက်ကိုယူပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနယုံသွားပြီးတော့တစိမ့်ထုံးထုပါရရှိလာတဲ့ notary စာရွက်ကိုကိုရီးယားမှာရှိတဲ့မြန်မာတန်ယုံမှာသွားပြီးတော့ထောက်ခံစာယူရပါမယ်ကိုရီးယားကမိမိတို့နေထိုင်တဲ့နယ်မြေနဲ့သက်ဆိုင်တဲ့ဂျူမင်းစင်တော်မှာချူတီကူစာရှိကြုံညောင်စောထုတ်သွားရပါမယ်ကြိုထုတ်လို့မရပါဘူးတက်တန်းတစ်ရက်ပဲပေးပါတယ်လိုင်စင်လျှောက်မဲ့နေ့မှထုတ်သွားရပါမယ်ဝန်ထောင်ပေးရပါတယ်မြန်မာတန်ယုံကရလာတဲ့စာရွက်ရဲ့ notary ပြန်စာရွက်ရဲ့ဓာတ်ပုံသုံးပုံရဲ့ passport id ကစတာတွေယူပြီးတော့ကိုရီးယားရင်မောင်းလိုင်စင်တင်တန်းအကြောင်းကိုသွားရပါ ါမယ်။ဟိုတနိုင်ငံလုံးမှာရှိတဲ့ဘဲရင်မောင်းလိုင်းစင်ယုံဆိုသွားလို့ရပါတယ်။နောက်ပြီးတော့တို့ကျုံထုံကုန်းတန်းတွေပါလေသွားလို့ရတယ်ပေါ့နော်။တင်တန်းချောင်းရောက်တာနဲ့တိုကင်ယူရတဲ့ဆက်မှာဝဲခုမြောင်းသောဂျိုဝမ်းလို့ရေးထားတဲ့ဟာကိုနှိပ်ပြီးတော့တိုကင်စာရွက်ယူပါမယ်။ပြီးရင်တော့ကူးကျဲဝဲခုမြောင်းသောကောင်နာမှာရလာတဲ့ဖောင်တင်ပါ။စစ်စေးပြီးရင်ဖောင်ဖြည့်ခိုင်းပါတယ်။ဓာတ်ပုံ၃ပုံလိုပါတယ်။ဖောင်ဖြည့်ပြီးရင်စစ်စစ်ရပါတယ်။စစ်စစ်ခါက16000တွင်းရပါတယ်။ဒီမျက်လုံးတို့ခြေလက်တို့နားတို့ဒီစစ်စစ်ချင်းပေါ့နော်။အဲ့ဒါတွေစစ်ပြီးရင်တော့ကူးကျဲဝဲခုမြောင်းသောကောင်နာပါ ားပြီးတော့ဖောင်ပြန်အပ်ပါ1000တွင်းပြီးရင်ကိုရီးယားရင်မောင်းလိုင်စင်ထုတ်ပေးပါတယ်နိုင်ဝက်လောက်ဆောင်ရပါတယ်ရေးဖြည့်ဖြည့်ဆူရမယ်ဆိုရင်တော့ဘယ်နေ့ဘယ်ချိန်ဖြည့်ရမလဲဆိုတာအဲ့ဒီအကြောင်းမှာပဲမေးကြည့်ပြီးတော့ဖြည့်ဆူရပါမယ်ရေးဖြည့်အောင်ရင်လိုင်စင်ရပါပြီအလဲဖြစ်တာကြောင့်ကွင်းဘက်လမ်းပေါ်ထွက်စာမေးပွဲဖြည့်စရာမလိုပါဘူးရေးဖြည့်ပဲဖြည့်ရမယ်လက်တွေ့ဖြည့်စရာမလိုဘူးနော်မြန်မာနိုင်ငံကရင်မောင်းလိုင်စင်ကဘာအမျိုးအစားပဲဖြစ်ဖြစ်ကိုရီးယားရင်မောင်းလိုင်စင်လဲပြီးတဲ့အခါမှာ JE ကျုံပို့ထုံးမြောင်းတော့အော်တိုလိုင်စင်ပဲရမှာဖြစ်ပါတယ်ဂီယာလိုင်စင်လိုချင်တဲ့ ယ်ဆိုလို့ရှိရင်တော့အသစ်ဖြေရမှာဖြစ်ပါတယ်။ license အလဲဆိုပေမဲ့ E9 visa ကင်ထားသူကတော့ရေးဖြေဖြေဆိုရမှာဖြစ်ပါတယ်။ရင်မောင်း license ရှိရင် E9 ကနေ E7 ပြောင်းတဲ့အခါမှာဆယ်မှတ်ရပါတယ်။ E7 visa ကင်ဆောင်ထားသူတွေကတော့ရေးဖြေဖြေရမလို့ပါဘူး။ကျောင်းသား visa တွေနဲ့ဆိုလို့ရှိရင်တော့ဖြေရမလားမဖြေရဘူးလားကတော့တင်တန်းကျောင်းပေါ်မှာပဲမူတည်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တာကတော့ကိုရီးယားရင်မောင်း license အသစ်လျှောက်ထားခြင်းနဲ့မြန်မာ license ကနေပြီးတော့ကိုရီးယား license ဘက်ကိုပြောင်းတဲ့ပုံစံလေးတွေဖြစ်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ ားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်